င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီကလုံမဲ့ရန်နိုင်မင်းစစ်စီရေးကလာရှုံမျိုးနဲ့ရမကတိုင်းစစ်ဌာနချုပ်ကိုပြန်လဲသိမ့်ပိုက်ရေးဟာဦးစားပေးထိတ်တဲရီမန်းချက်ဖြစ်ပြီးလေရင်စီးလေရင်ပြည့်ဒုံးကျည်နဲ့ခဲရန်တွေကိုအိန္ဒိယနဲ့ဥပက်ကစ္စတန်နိုင်ငံတွေကနေအဓိကဝယ်ယူနေတယ်ဆိုပိုင်းနေပြည်တော်ကပြည်မနာမြို့နယ်ဇေယျသီရီမြို့နယ်တက္ကုံမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာတွေအပါအဝင် နေရာအများပြားမှာရေအမြင့်အနိုင်ဆုံး6ပေကနေ9ပေအထိမြင့်တက်နေပြီပြည်သူတွေပိတ်မိနေကြတယ်လို့ရေစီးတန်နေတဲ့အတွက်ကေဆေးလုတ်ဖို့ခက်ခဲနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖက်စစ်ကောင်စီကလုတ်မဲ့ရန်တိုင်းမင်းစစ်စင်ရေးကလာရှုံမြို့နယ်ရမကတိုက်စစ်ဌာနချုပ်ကိုပြန်လည်သိမ်းပိုက်ရေးဟာဦးစားပေးထိတ်တန်းရီမှန်းချက်ဖြစ်ပြီး လေရင်စီလေရင်ပြစ်ဒုံးကြီးနဲ့ခရမ်းတွေကိုစစ်ကောင်စီကအိန္ဒိယနဲ့ဥပကစ္စတန်နိုင်ငံတွေကနေအတိတ်ကဝယ်ယူနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။လက်ရှိအချမ်းပတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းလုံမဲ့ရန်နိုင်မင်းစစ်စင်ကြီးမှာအတိတ်ကသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေကိုပြန်လဲသိမ်းပိုက်ရေးအတွက်ဆိုပြီးမဲ့အဲ့ဒီမှာဦးစားပေးအနေနဲ့က MNDAA သိမ်းပိုက်ထားတဲ့လာရှုမျိုးနဲ့ရမခတိုက်စစ်ဌာနချုပ်ကိုပြန်လဲသိမ်းပိုက်ဖို့ကထိတ်တဲရီမှန်းချက်ဖြစ်နေတယ်ဆိုပါတယ်။ အဲ့ဒီလာရှုံမျိုးနဲ့ရမခတိုင်းစစ်ဌာနချုပ်ကြသွားတာဟာသူတို့စစ်တပ်အတွက်ဂုံတိတ်ခါကြတဲ့အခြေအနေဖြစ်သွားပြီဒါကိုပြန်လဲဆယ်ယူမယ်ဆိုတဲ့ပုံစံနဲ့အခုရန်နိုင်မင်းစစ်စင်ရေးကိုအကောင့်ထဲပို့ဖို့မင်းအွန်လိုင်းကိုယ်တိုင်ညွှန်ကြားပြီးအသေးအတန်လုပ်နေတာဖြစ်တယ်လို့သူ့ကိုသူလဲအဲ့ဒီရမခတိုင်းစစ်ဌာနချုပ်ကိုပြန်ရမယ်ထင်နေတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမိကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီရှမ်းမြောက်ဘက်ကိုတပ်သားအစ်စ်တွေပါဦးစားပေးပို့နေပြီးတပတ်ကလေကြောင်းထိုးစစ်အတွက်ဆိုပြီးတော့လေ လေရင်စီနဲ့လေရင်ပစ်လက်နက်ခဲယမ်းတွေကိုအိန္ဒိယနဲ့ဥဘက်ကစ္စတန်နိုင်ငံတွေကနေအဓိကမှားယူပြီးပုံစံမျိုးစုံနဲ့တင်သွင်းနေတယ်လို့လည်းနေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တဟုတ်မှာတော့နေပြည်တော်ကပြင်မနာမြို့နယ်ဇေယသီရီမြို့နယ်တကုံးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေအပါအဝင်နေရာများပြားမှာရေအမြင့်အနည်းဆုံး6ဘီကနေ9ဘီအထိမြင့်တက်နေပြီးပြည်သူတွေပိတ်မိနေကြသလိုရစီတန်တဲ့အတွက်ကယ်ဆယ်ရေးလုပ်ဖို့ခက်ခဲနေတယ်လို့ဒေသခံပြည်သူတွေနဲ့ကယ်ဆယ်ရေးသမားတွေကပြောပါတယ် စတင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲပြင်မနာမြို့နယ်ဇေယသီရိမြို့နယ်နဲ့တကုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေမှာရေရေထပ်မံမြင့်တက်လာပြီးအ ਨੇ စုံ6ပေကနေ9ပေအထိအမြင့်ပေရှိနေတယ်ဆိုပါတယ်လက်ရှိတည်ထားရတာကနေပြည်တော်ပြင်မနာမြို့အရှိတ်ဘက်ချမ်းမှာရှိတဲ့ရွာတွေအားလုံးနှိပါရေမြုပ်နေပြီးဘောဂသီရိကာဝင်းဘေးနာပြင်မနာတကြားဆက်မြောက်ဘက်ညောင်မင်းကြီးရွာတွေဘက်မှာအခြေအနေတော်တော်ဆိုးနေတယ်လို့လည်းနေပြည်တော်အခြေစိုက် Pride တမတအုပ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်တစ်ဖက်က ဇေယသီရိမြို့နယ်နဲ့တက်ကုန်းမြို့နယ်တွေမှာလည်းနေရအများအပြားရေမြုပ်နေပြီမနေ့ကနေဒီကနေ့မနက်ပိုင်းအထိရေပြီးဒုက္ခရောက်နေတဲ့သူတွေဟာရေမတက်တဲ့နေရာတွေမှာခိုကက်နေရပြီတရက်ကျော်ထမင်းမစားရတဲ့အခြေအနေအထိဖြစ်နေသလိုကေဇယ်ဤသမားတွေအနေနဲ့လည်းရေစီးတန်နေတဲ့အတွက်ကုညီကေဇယ်ဖို့အလွန်ကိုခက်ခဲနေတယ်လို့နေပြည်တော်အခြေစိုက်ကေဇယ်ဤသမားတွေကပြောပါတယ်အဲ့ဒီလိုနေပြည်တော်ကရေကြီးနေတဲ့ခြေရွာတွေမှာတချို့နေအိမ်တွေဆိုးအိမ်အလုံးလိုက်ကြီးရေစီးနဲ့မြော့ပါသွားတာတွေပါရှိနေပြီ လက်တော်အခြေအနေကြလဲမိုးတွေအဆက်မပြတ်ရွာနေတဲ့အတွက်အထက်ပေါင်းလောင်းဆယ်မှာရေတွေအဆက်မတန်းမြင့်တက်နေတာကြောင့်နေပြည်တော်တက်ကုန်းပုပ္ပတိရိဥဒ္ဒရတိရိပြမနာဇဘူတိရိမြို့နယ်အတွင်းကကြေးရွာတွေလဲရေကြီးမဲ့ဒဏ်ကိုခံရပွဲရှိနေတယ်လို့နေပြည်တော်အခြေစိုက်ကဲဆေးသမားတချို့ကပြောထားကြပါလိမ့်ခင်တဖက်မှာတော့ပြည်မြို့နယ်မန္တလေးမြို့တွေမှာအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကစစ်မှုရန်ကိစ္စကိုအကြောင်းပြပြီးပြည်သူတွေစီကနေငွေကြေးအမျိုးမျိုးကောက်ခံနေတယ်လို့ ိမ်အောင်စုစရင်စစ်စစ်ဓာရီပါလှုပ်နေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ပဲခူးတိုင်းကပြည်မြို့ပေါ်မှာဆိုရင်အချမ်းပတ်စကောင်းစီခန့်ရက်ကွက်အုပ်ချုပ်ရေးမှုတတ်နိုင်တဲ့စိမ်မှုကိုနိုင်ဆိုတဲ့သူတို့ဥဆောင်ပြီးပြည်သူတွေစီကလည်းစစ်မှုမထမ်းခြင်းရင်သူတို့ကိုတအိမ်2000နှုန်းနဲ့လာတိုင်းပေးရမယ်ဆိုပြီးအတင်းအဓမ္မချင်းချောက်တောင်းရနေတယ်ဆိုပါတယ်။တစ်ဖက်ကမန္တလေးမြို့မှာလည်းအောင်မြေတာဇန်မြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကစစ်မှုတန်းကိစ္စကိုအကြောင်းပြပြီး မင်းတဲဤကင်းရက်ွက်ယုတ်ဓမ္မယုံနဲ့စတင်เจ้าနေမှာပြည်သူတွေကိုအစည်းဝေးခေါ်ပြီးတော့လူငယ်စရင်တွေကောက်သွားသလိုအိမ်အောင်စုစရင်တွေလည်းစစ်စေးတာတွေလောက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ရခိုင်ပြည်နယ်မှာစပေးရှောင်ပြည်သူတွေအငက်ဘေးရင်ဆိုင်နေရပြီ ICRC ကရခိုင်ပါဝင်နေရာ6ခုကိုအကူအညီတွေပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်လက်ရှိရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် နေရစုံခွာထွက်ပြေးနေရသူဒုက္ခတွေပေါင်း6သိန်းကျော်အထိရှိနေပြီလက်တော်များပြလာတဲ့စပေးရှောင်းတွေဟာစာနာရိတ်ခပူလုံမှုမရှိတဲ့အတွက်အငက်ဘေးနဲ့ရင်ဆိုင်နေရတယ်လို့လဲစစ်ရှောင်းတွေကပြောထားကြပါတယ်လက်ရှိမှာတော့စစ်ရှောင်းပြည်သူတွေကိုကူညီပေးနေတဲ့ရခိုင်ပြည်နယ်ကအဖွဲ့အစည်းတွေအနေနဲ့လဲတနိုင်တလောက်အကူအညီတွေပေးနေပေမဲ့လိုအပ်နေတဲ့သူတွေဟာများပြလာနေတာကြောင့်အားလုံးကိုအကူအညီမပေးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လဲလင်းရောင်ကြီးဖောင်ဒေးရှင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံကစပေးရှောင်းတွေအတွက်ကက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်းဒီကော်မတီ ICRC ကနေလက်တော်ရခိုင်ပြည်နယ်ပါဝင် ရှမ်းကချင်းချင်းကယားနယ်ကရင်ပြည်နယ်တွေကိုအကူအညီတွေပေးသွားမှုရှိနေပြီးလက်ရှိပဋိပက္ခဒဏ်ခံနေရတဲ့ပြည်သူလူထုတွေစီကိုပွားရောက်အကူအညီပေးဖို့ကိုလည်းတန်တိတ်ထန်ချထားပြီးဖြစ်တယ်လို့စတင်ဘာလ၁၀ရက်နေ့ကပဲ ICRC ဥက္ကဋ္ဌကထုတ်ပြန်အသိပေးထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ